မြန်မာနိုင်ငံမှာလူတချို့သာပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုအာဆီယံနိုင်ငံသားရဲ့ဝင်ကြီးတွေကမလိုလားကြောင်းမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကပြောဆိုလိုက်ပါတယ်။အာဆီယံထိပ်သီးညီလာခံမစမီကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးများအစည်းအဝေးပြီးအလဲကျဥက္ကရာနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခဲ့တာပါ။အာဆီယံအနေနဲ့ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို တားဆီးနိုင်ခြင်းမရှိပေမဲ့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးတွေဟာအဲ့ဒီရွေးကောက်ပွဲကို လွတ်လပ်မြတ်ပြီးအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်စေလိုတယ်လို့လည်းမစ္စတာမိုဟာမက်ဟာဆန်ကပြောဆိုထားပါတယ်။အော်တိုဘာ26ရက်ကနေ28ရက်ထိ3ရက်ကြာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာအာနာသိစ်စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုက်တက်ရောက်ခွင့်မရသလိုစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးလည်းအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာတက်ရောက်ခွင့်မရပါဘူး။စစ်ကောင်စီဘက်ကတော့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆောင်ကိုဆစ်လွတ်ထားတာကိုတွေ့ရပါတယ်။အာနာသိစ်စကောင်စီအနေနဲ့ အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့တူညီစွမ်းသော5ရက်ကိုအပြည့်အဝအောက်ထဲပေါ်ခြင်းမရှိတာကြောင့်မြန်မာနိုင်ငံကိုစားပြုဖြစ်နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ကိုယ်စားလှယ်ကိုသာထိတ်သိမ်းညီလာခံတဲ့နိုင်ငံရေးဝန်ကြီးများအစဉ်အစည်းအဝေးတွေမှာတက်ရောက်ခွင့်ပြုထားတာဖြစ်ပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအာနာသိမ်းပြီးစ2021အေဘီလမှာအာဆီယံခေါင်းဆောင်တွေအားလုံးနဲ့တွေ့ဆုံဆွေးနွေးခဲ့ရတာနောက်ဆုံးဖြစ်ခဲ့ပြီး2021ခုနှစ်နောက်ပိုင်းကစလို့ထိတ်သိမ်းညီလာခံ၉ချိန်ထပ်မံတဲ့တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။ ဒီနေ့ချင်းပါတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြီးမှမလေးရှားနိုင်ငံခြားရေးဝန်ကြီးကအာဆီယံရဲ့မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ်တူညီဆန္ဒ၅ရပ်ဟာအကောင့်ထဲပို့ဖို့ခက်ခဲတဲ့အရာမဟုတ်ဘူးလို့လည်းပြောကြားသွားခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့အာဆီယံဘုတ်တဘောတူညီဆန္ဒ၅ရပ်ကို လိုက်နာကျင့်သုံးသင့်တယ်လို့လည်းမစ္စတာမိုဟာမက်ဟာဆန်ကတိုက်တွန်းသွားခဲ့တာပဲဖြစ်ပါရခင်ဗျာ။တိုင်းပြည်မေတော်မိဖုရားကြီးတည်တိခေနိုင်ရွာဆန်းသွားတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်။နိုင်ငံတော်ရဲ့မေတော်မိဖုရားကြီးတည်တိခေက အသက်63နှစ်မှာနေရွာဆန်ကန်တော်ကော်မီလို့ထိုင်းဘင်းရဲ့အိမ်တော်ကကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာစတင်၍နိုင်ငံတော်ရဲ့မေတော်မိဖုရားကြီးတီတီခက်ကသွေးတဲ့ပိုးဝင်ခြင်းယောဂနဲ့ဖျားနာခဲ့ရမှာဆေးအဖွဲ့ကအကောင်းဆုံးစ조사ပြီးကုသပေးခဲ့တော်လဲဘီအမကြီးရဲ့အခြေအနေမှာတဖြည်းဖြည်းယိုယွင်းလာခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးမှာ2025ခုနှစ်အောက်တိုဘာလ24ရက်နေ့တောက်ကြနေ့ည9:27မိနစ်မှာထိုင်းချက်ချင်းဤတဲ့ ချူလာလကုန်းဘရင်ထိမ့်မဲ့စေယုံမှာအသက်63နှစ်အရွယ်မှာငြိမ်းချမ်းစွာနေရွာဆံခဲ့တယ်လို့ဖော်ပြထားပါတယ်။ဘရင်မကြီးတိရိခိရဲ့အထုပ်ပတိချင်းချုပ်နေနဲ့ဘရင်မကြီးကို1932ခုနှစ်အောက်ဂုလ7နှစ်နေမှာဘန်ကောက်မြို့မှာမွေးဖွားခဲ့ပြီးထိုကာလတွေဟာနိုင်ငံကတပ်ဦးဆံပိုင်းဘရင်စနစ်မှာဒီမိုကရေစီစနစ်တို့ပြောင်းလဲပြီးစအချိန်လည်းဖြစ်ပါတယ်။ငယ်စဉ်ကတည်းကမိဘများနဲ့ခွဲခွာနေထိုင်ခဲ့ရပြီးနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ပြည်내များသို့ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ရာဇနီကျောင်းမှာသူငယ်ရန်စတဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြောင်းစိန့်ဖရန်စစ်ဇေဗီယာကွန်ဖရင်ကျောင်းသို့ပြောင်းရွှေ့ခဲ့ရာထိုကျောင်းမှာဆန်ဒီယားတီချင်းကိုစတင်သင်ယူခဲ့ပြီးနာမည်ကြီးဆန်ဒီယားပညာရှင်တဦးဖြစ်ရန်ရည်ရွယ်ခဲ့ပါတယ်။စစ်ဖြစ်ပြီးနောက်ဖခင်ဖြစ်သူကဗြိတိန်ပြင်သစ်ဒိမန်နိုင်ငံများမှာတန်အမတ်ဖြစ်တာဝန်ထမ်းဆောင်ရန်မှာမိသားစုလိုက်လိုက်ပါခဲ့ပြီးလန်ဒန်နဲ့ပါရီမြို့မှာဘာသာစကားနဲ့ဆန်ဒီယားတို့ကိုစူးစမ်းသင်ယူခဲ့ပါတယ်။1948ခုနှစ်ပါရီမှာရှိစဉ်ဆွစ်ဇာလန်မှာပညာသင်ယူနေတဲ့ ဘရင်ဘူမိပလအဒူလီယာတက်နဲ့တွေ့ဆုံရင်အပြန်အလှန်ရင်းနှီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ဘရင်မင်းမြတ်ကားမတော်တဆဖြစ်ပြီးဆေးရုံတက်နေစမှာလဲဆင်းရဲတရားပြုဆိုပေးခဲ့ပါတယ်။1949ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဆေးဆက်ခဲ့ပြီး1950ပြည်နှစ်အေဘီလ28ရက်နေ့မှာတော်ဝင်မင်္ဂလာကျင်းပခဲ့ကဘရင်မင်းမြတ်ကတိရိကေအဖြစ်တော်ဝင် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။1950ပြည်နှစ်မေလ9ရက်နေ့မှာဘရင်မင်းမြတ်ဗိသိက်ခံပြီးနောက်ဘရင်မကြီးရဲ့ယာတုကိုဘရင်မကြီးတိရိခေအဖြစ်ထပ်မံမြင့်တင်ခဲ့ပါတယ်။ ဆွစ်ဇာလန်နဲ့ထိုင်းနိုင်ငံတွေတို့မှာသားသမီးတော်၄ပါးကိုမွေးဖွားခဲ့ပြီးယခုလက်ရှိဘီယန်မဟာဝဇီယာလောင်ကွန်းလည်းပါဝင်ပါတယ်1956ခုနှစ်ဩဂုတ်လ၁၂ရက်နေ့မှာထိုင်းချက်ချင်းဒီအသင်းရဲ့ဥက္ခရာဖြစ်တာဝန်ယူခဲ့ပါတယ်1956ခုနှစ်မှာဘီယန်မင်းမြတ်ရဟန်းခန်နေစဉ်အတွင်းဘီယန်ကန်ဖြစ်တာဝန်ယူခဲ့ပြီးအရေးချင်းပြေဝတ်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့အတွက်ဘီယန်မင်းမြတ်ကနန်းစီပြည်နောင်ပြည်သူတို့ရဲ့ခေလုံရဘီယန်မဖြစ်အတိတ်ပဲရတဲ့ဘီယန်မကြီးရဲ့တော်ဝင်ယာတို့ကိုထပ်မံမြင့်တင်ခဲ့ပါတယ်ဘီယန်မကြီးအောင် ထိုင်းနိုင်ငံရဲ့ဗီယက်နမ်တပါးဖြစ်၎င်း၊ဗီယက်မင်းမြေရဲ့ကျင်းရော်ဖြစ်၎င်း၊တောဝင်းတောင်ဝင်းမျိုးမျိုးကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါရခင်ဗျာ။ပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကတောင်းတမရော PSLF TNL ထိန်းချုပ်ထားတဲ့တီးပွဲမျိုးဟာစစ်ကောင်စီလက်အောက်ပြန်လည်ရောက်ရှိသွားတာကြောင့်လာရှိုမန္တလေးပြည်တော်စုလမ်းမကြီးဟာစစ်ကောင်စီထိန်းချုပ်မှုအောက်ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။ညီတော်မမေတုံးဖွဲ့ရဲ့10နှစ်ဆက်ခွန်စစ်စင်ရေးအတွင်းလာရှိုမန္တလေးပြည်တော်စုလမ်းမကြီးဘော်ကရေးဦးလင်မျိုးကလွယ်ရင် လာရှိုးကိုကုကန်တက်တီဘောကြောင်မဲနဲ့နောင်ချိုမျိုးတွေကိုတအောင်းတက်ကထိန်းချုပ်ထားခဲ့တာပါဒါပေမဲ့ကုကန်တက်ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကိုတရုတ်နိုင်ငံရဲ့ဂျောင်းဝင်မှုကြောင့်စစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့ပြီး MNDAA နဲ့ပြည့်ရက်ခဲ့ပြီးနောက် TNL ဘက်ကိုဥတီတိုက်ခိုက်လာခဲ့ပါတယ်ဇူလိုင်လထဲမှာနောင်ချိုအော်တိုဘာလထဲမှာကြောင်မဲနဲ့တီဘောမျိုးတွေထိစစ်ကောင်စီရဲ့ထိုးစစ်တွေရောက်လာပြီးလာရှိုးမှုစေပြည်တော်စုလမ်းကြီးလက်လွတ်ခဲ့ရတဲ့အထိစစ်ကောင်စီကထိုးစစ်ဆင်ခဲ့တာပါ တောင်းတက်ကထိန်းချုပ်နေမျိုးတွေကိုလက်လွတ်နေရတာဟာ DNL ရဲ့ဖွဲ့စည်းတဲ့တက်ရောက်တာတည်းမဟုတ်ပဲဒေါ်လာရေးတစ်ခုလုံးအတွက်ကြီးမားတဲ့တက်ရောက်မှုတစ်ခုလည်းဖြစ်ပါတယ်။တစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးဟာပြည်ထောင်2020ခုနှစ်နှစ်ကုန်ပိုင်းကစလို့တိုက်ပွဲတွေရဖို့တရုတ်ရဲ့ပြားကြောင့်ထိုးစစ်တွေရပ်တန့်ခဲ့ရသလို2025ခုနှစ်အေဗီလာ20ညမှာကိုကန်တက်က၎င်းတို့ထိန်းချုပ်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲ့ဒီနောက် စစ်ကောင်စီတပ်ဟာတအောင်းတပ်ထိန်းချုပ်ထားတဲ့ဒေသတွေကိုဥတီထိုးစစ်ဆင်လာခဲ့ပြီးရှမ်းမြောင်းမှာစစ်ကောင်စီထိုးစစ်ကို TNL တပ်ဖွဲ့တွေရင်ဆိုင်ခဲ့ရပါတယ်။နောင်ချုံမြို့ကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ချိန်တောင်းတပ်ကကိုလာကျော်ကြားခုခံစစ်လုံးနိုင်ခဲ့ပြီးမယ်။ကြောင်မဲနဲ့တီဘောမြို့နယ်မှာတော့လာပိုင်းအတွင်းမှာပဲစစ်ကောင်စီထံလက်လွတ်ခဲ့ရပါတယ်။တဟောင်းတောင်းတပ်ရဲ့မဟာမိတ်ဖြစ်တဲ့ UWSA ကစီးရီးအကူအညီတွေမပေးတော့တောင်းတက်ပေါ်လူလူထောက်ခံမှုအားနေတော့ ရှမ်းမြောက်မှာစစ်ကောင်စီထိုးစစ်ကို TNL တဖွဲ့တည်းခုခံနေရတာ။ကြံဒေသတွေမှာစစ်ကောင်စီကိုပြန်လည်ချင်းချောက်နိုင်တဲ့ကြီးမားတဲ့ထိုးစစ်တွေမလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ဒဇန်၂၀ခုစစ်စင်ရေးစတဲ့ပြီးနောက်ရှမ်းမြောက်ရှိတော်လိုင်းအင်အားစုတွေအကြောင်း၊နေမြေအငင်းပွားမှုတွေအကြောင်းဘိုးပေါင်းပါဝင်မှုအားနည်းတာတွေပါဝင်သလိုတိုက်ပွဲချိန်ကြာလာတဲ့အမြောက် TNL တဖွဲ့ဝင်တွေစစ်ပန်းလာတာတွေပါဝင်ပါတယ်။ဒါပြင်စစ်ကောင်စီတပ်ဘက်ကစစ်မှုမထမ်းမနေရဥပဒေကနေ အတင်းစုဆောင်ထားတဲ့တပ်သားတွေကြောင့်စစ်ရင်အားပိုများလာပြီးအစင်းမြင့်တဲ့ဒရုန်းပညာတွေကိုလည်းပိုသုံးလာနိုင်ခဲ့တာကြောင့်လည်းပါဝင်ပါတယ်။ဒီအချက်တွေဟာစစ်ကောင်စီအတွက်အားသာချက်ဖြစ်စေခဲ့ပြီး DNL ထိန်းချုပ်ဒေသတွေကို ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့အချက်တွေလို့သုံးသပ်ရပါတယ်။ကြောင်မဲနဲ့ဒီဘောမျိုးနယ်တဲမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကစစ်ကောင်စီကိုကူညီပေးခဲ့တာတွေရှိနေတယ်လို့ DNL ရဲ့ပြောရေးဆိုခွင့်ရှိသူတွေယူကပြောပါတယ်။ကြောင်မဲနဲ့ဒီဘောမျိုးမှာ SSPP ကစစ်ကောင်စီကိုနယ်မြေလမ်းကြောင်းအရာကူညီတာတွေရှိနေပြီးတအောင်တက်ကရေရှည်ခုခံဖို့အခက်အခဲရှိနေတယ်လို့လည်းဆိုပါတယ်။ဒါပြင် TNL အနေနဲ့စစ်ကောင်စီကိုတိုက်ထုတ်ဖို့အားလုံးနဲ့ပူးပေါင်းလိုပေမဲ့ပူးပေါင်းပါဝင်မှုအားနည်းတာတွေရှိနေတယ်လို့လည်းတွေးရူကပြောပါတယ်။ SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံဘူးဆိုင်ဖုံဟန်ကတော့စစ်ကောင်စီကို SSPP ကကူညီပေးတာမရှိဘူးလို့ပြန်လည်တုံ့ပြန်ထားပါတယ်။ SSPP ကစစ်ကောင်စီကိုကူညီပေးတာမရှိဘူးလို့ပြောနေပေမဲ့ မြေပြင်မှာတော့စစ်ကောင်စီကို SSPP ကမြေပြင်လက်ချောင်းညာကူညီပေးခဲ့တာတွေ့ခဲ့ရပါတယ်စစ်ကောင်စီကကြောင်မဲမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာနောင်ချိုကနေဂုံတွင်းချောင်းကနေတစဉ် SSPP ထိန်းချုပ်ထားတဲ့ထန်းရမယ်နောင်ပိန်ဂျေးဝါကနေတစဉ်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ် SSPP ထိန်းချုပ်ထားတဲ့နောင်ပိန်ဂျေးဝါတွေကိုတခြားတော်လိုင်းတပ်တွေအနေနဲ့စစ်ယူနီဖောင်းဝတ်ပြီးဖျက်ဆီးသွားလာပင်ကို SSPP ကကန့်သက်ထားပါတယ်ဒါပေမဲ့စစ်ကောင်စီကအဲ့ဒီလမ်းကြောင်းကနေထိုးစစ်ဆင်လာချိန် SSPP နဲ့ဘလို့သဘောတူညီချက်တွေရှိကြလဲဆိုတာကိုတော့မသိရပါဘူးစစ်ကောင်စီတပ်ဘက်ကလည်းနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ချက်အတွင်းမှာလည်းနောင်ချုံကနေဂုံတွင်းချောင်းကိုဖျက်ပြီးနောင်ပိန်ကနေထိုးစစ်ဆင်လာတာကိုဖော်ပြထားတာတွေ့ရပါတယ်စစ်ကောင်စီရဲ့ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးလာဆွေကလည်းနောင်ချုံကြောင်မဲနဲ့ဒီဘောမှာ SSPP ကစစ်ကောင်စီကိုကူညီပေးတာရှိကြောင်း၎င်းရဲ့တစ်တော်မှာအော်တိုဝါလာ၁၈ကတင်ထားတာကိုတွေ့ရပါတယ် နောင်ချိုကိုစစ်ကောင်စီပြန်လည်ရရှိပြီးတဲ့နောက်နောင်ချိုကြောင်မဲလမ်းပေါ်ရှိဂုတ်တွင်းလမ်းပိုင်းမှာ TNL ကခန်းစစ်အခိုင်အမာပြုလုပ်ထားတဲ့နေရာကိုစစ်ကောင်စီက SSPP ရဲ့နေမီကနေကြောင်မဲဘက်ကိုအလွဲတကူထိုးဖောက်ဝင်ရောက်လာနိုင်တာကိုတွေ့ရပါတယ်။ကြောင်မဲဒီပေါ်နဲ့နောင်ချိုမြို့တွေကိုတအောင်းတက်ထိမ့်ချုပ်ထားချိန်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်လူမှုဝန်ဆောင်မှုဖြစ်တဲ့ပညာရေးကျမ်းမာရေးတွေကိုကောင်းကောင်းမလုပ်ပေးနိုင်ခဲ့ပါဘူး။ဒါပြင်ကြောင်မဲတီဘောနဲ့နောင်ချိုမြို့နယ်တွေမှာတအောင်းလူမျိုးတွေအနည်းဆိုသာရှိတာကြောင့် တိုင်းသားလူမျိုးစုအကြောင်းစစ်ကောင်စီကသွေးခွဲနှီးပြွာကိုကျင့်သုံးခဲ့ပြီးလူမျိုးစုအကြောင်းသွေးခွဲခဲ့ပါတယ်။ဒါဟာ TNL ပေါ်လူလူဘကအားပေးထောက်ခံမှုကြာဆင်းစေတဲ့အချက်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီမျိုးတွေကိုစစ်ကောင်စီပြန်ရပြီးနောက်ပိုင်းမှာပညာရေးကျမ်းမာရေးလုပ်ငန်းတွေကိုစစ်ကောင်စီကအရင်လုပ်ပေးတာတွေ့ရပြီးလူလူကိုစီယုံခဲ့ပါတယ်။ဒါပြင်အဲ့ဒီမျိုးတွေမှာ၎င်းတို့လုပ်ပေးနေတဲ့ကျမ်းမာရေးပညာရေးလုပ်ငန်းတွေကိုစစ်ကောင်စီဝါရဖြန့်မီဒီယာတွေမှာအခြေတော်ဖော်ပြနေတာကိုလည်းတွေ့ရပါတယ်။ စစ်ကောင်စီဘက်ကတီဝဲမြို့ကိုပြန်ရောက်တော့ပြီးတဲ့နောက်လာရှိုမန်ဒရီလန်ကိုပြန်ဖွင့်ပေးခဲ့ပြီးဖြတ်တန်းသွားလာခွင့်နေပေးခဲ့ပါတယ်။လက်ရှိအနေထားမှာမူဆယ်မန်ဒရီလန်ကျောင်းပေါ်မှာတိုက်ပွဲမရှိတော့ဘဲဖြတ်တန်းသွားလာနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီရောတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်ဆောက်ဖို့အတွက်မူဆယ်105မိုင်ကုန်သွယ်ရေးထက်ကိုကန့်တက်ထိန်းချုပ်ထားတဲ့ချင်းရွှေဟော်လမ်းကြောင်းကနေတစ်ဆင့်ပို့ထုတ်လာမယ့်အခြေအနေဖြစ်ပါတယ်။ချင်းရွှေဟော်နယ်စပ်လမ်းကြောင်းဟာကိုကန့်တက်တပွဲတည်းသာစစ်ကောင်စီညှိယူရမယ့်လမ်းကြောင်းဖြစ်ပြီး ကိုကန့်တက်နဲ့လည်းအပြစ်ရထားတာဖြစ်ပါတယ်။တစ်ဆယ်နှစ်ဆက်ခွန်စစ်စီရေးအရှင်ရနေချိန် DNL ရဲ့ထုတ်စစ်ဟောင်းရှမ်းမြောက်နဲ့ရှမ်းတောင်ဆက်နောင်ချိုမြို့နယ်တောင်ခမ်းနယ်အထိတက်ပြန့်ထားနိုင်ခဲ့သလိုနောင်ချိုပြည်ဦးနယ်ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့အုံမတီကြီးဝါအထိထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါဟာ DNL နဲ့အတူတိုက်ပွဲဝင်နေတဲ့တနုပြည်သူလွတ်မြောက်ရေးတပ်တော် DBLA အတွက်ရှမ်းတောင်ကိုထိုးစစ်ဆင်ဖို့ခြေလှမ်းဖြစ်သလိုမန္တလေးကိုထိုးစစ်ဆင်ဖို့တော်လိုင်းတပ်တွေအတွက်အခွင့်အလမ်းဖြစ်ခဲ့ပါတယ်။လက်ရှိချိန်မှာ လာရှုံမန်းလေးပြည်တော်စုလမ်းမကြီးဟာစစ်ကောင်စီထိန်းချုပ်မှုအောင်ပြန်ရောက်သွားတာကြောင့်တော်လိုင်းတရရဲ့မန္တလေးထိုးစစ်ဟာအချိန်တစ်ခုထပ်ယူအောင်မှဖြစ်တဲ့အကြောင်းတင်ဆက်ရင်းယခုသတင်းဆောင်ပါကိုအဆုံးသတ်လိုက်ပါရခင်ဗျာ။